ဟေးယောဝလုံးပဲမင်္ဂလာပါဧပြီလ9ရက်နေ့ရမနေ့ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်သွားမှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပေးခုချင်းတီအပင်းနေတဲ့တုံရဲ့ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်ဧပြီလ9ရက်နေ့တွေချင်းပြည်နယ်တည်တည်မြုပ်ခလာရ269တက်ရင်မှစစ်မှုထမ်းတတနအူလက်နက်ကြီးများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း PDF ဇော်လန်ကပြောဆိုထားပါတယ် ကောင်းလိုက်တဲ့တတင်းတော့တတင်းဖေဖော်ဝါရီလ25ရက်နေ့တွင်မကွေတိုင်းရေစုံမြုပ်နေတွင်ခလာရ259တရင်မှတချက်ကူဖြိုလေးဒီလက်နက်ခေရမြယူဆောင်လာပြီးအလိဝင်ရောက်ခဲ့ကြောင်းဆောက်တဲ့ဝေ SOPDF တာဝန်ခံကူအောင်မောင်ကပြောဆိုထားပါလေ။ကောင်းလိုက်တဲ့တတင်းတော့တတင်း April 6ရက်နေ့တွင်မန္တလေးတိုင်းမင်းချမြို့အမတ်တဆစီရက်ကွက်စီအချမ်းပစိတက်အထိုင်ကိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီစစ်ခွဲဖက်မှ14ကောင်တိုက်ဆုံခဲ့ကြောင်း မင်းချမ်ဘလက်ထရိုက်ကတပ်ဖွဲ့ကောင်းဆောင်ဘူမိတ်ကေကပြောဆိုထားပါတယ်အမှတ်18အောက်ချုပ်ရေးမှုအပါအဝင်စစ်ကောင်စီစစ်ခွဲရှိကောင်အပိနထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်ဂျာမေးလေးအဖွဲ့တွေကတော့တလမှာ3ခါ4ခါတော့ပုံမှန်ဆိုရဲကွာတားလေးစားတယ်ဘူမိတ်ကေကောင်းလိုက်တဲ့တတင်းနောက်တင်းငလင်ဘေတီမြန်မာပြည်သူများအတွက်ဆေးဝါးပစ္စည်းများကိုဂျပန်နိုင်ငံကသူရဲ့ကူပိုင်ကာကွယ်ရေးတပ်ဖွဲ့လေကြီးနဲ့ပို့ဆောင်ပေးမယ်လို့ ရန်ကုန်မြို့ဂျပန်တန်ယွန်ကာအပရစီယန်နေတွေတရင်ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကိုတရားဝင်မှုမပေးဘဲမြန်မာပြည်သူတွေကိုဆက်လက်ကူညီမယ်လို့ဂျပန်ကကွယ်ရေးဝန်ကြီးကပြောဆိုထားပါတယ်။ဂျပန်နိုင်ငံကမြန်မာပြည်မှာရှိတဲ့ပြည်သူလူထုတွေအတွက်အမေရိကန်ရည်တည်တဲ့နိုင်ငံဖြစ်ပါတယ်။ဂျေယူလက်တင်ပါတယ်ဂျပန်နိုင်ငံကောင်းလိုက်တဲ့တတင်းတော့တတင်းစကိုင်းတိုင်းပလေးမြုံနေတွေစစ်ကောင်စီတက်ကပိတ်ဆို့ထားသည့်ပြောဆိုထီအကောင်ရာအီမတီရွာမှာ ဒေတာခန်ကူဦးထွက်ပြေးလာပြီးတော်လိုင်းရက်တပ်ဖွဲ့များထံခလုံခဲ့တယ်လို့သိရပါတယ်။ကျေးရွာတွေစားစရာမရှိတော့ဘဲစားရဲတောက်ရဲအခက်အခဲတွေနေရွေးကေထုတ်ပြရန်တော်လိုင်းရက်တပ်ဖွဲ့များထံဆက်သွယ်အကြောင်းကြားလာခြင်းတို့တည်င်းရရှိထားပါတယ်။ April လကနေ့ရက်နေ့ကထွက်ပြေးလာတာအယက်သားတွေလည်းပါတယ်ပျော်စိုထီတချို့လည်းပါတယ်ကြီးစံတချို့ယူလာပြည့်တယ်ဟူပလဲမြုံမှတော်လှန်ရေးရဲဘော်တို့ကပြောဆိုထားပါတယ်နောက်ဆုံးတော့လည်းမင်းတို့က PDF တွေကိုပဲအားကိုးရတာ မင်းတို့အကူရတဲ့စစ်ခွေးတွေကိုအတုံးမကြမ်းမတီးလို့ကျေယွမြကြည့်တင်ပါတယ်လို့မြ мян အလင်းဝင်ကြပါမြ мян ထွက်ပြီးကြပါကောင်းလိုက်တဲ့တဲ့နောက်တဲ့အင်းအပင်းငလင်ကြောင့်တိတ်ဆုံးသူထိခိုက်ဒဏ်ရာရရှိသူ ပြုတ်ဆုံးသူကိနေစစ်စင်းတွေကျွန်တော်တိဆက်တော့ဖြစ်ပါတယ်မြန်မာနိုင်ငံတဝန်တိတ်ဆုံးသူ4345ထိခိုက်ဒဏ်ရာရရှိသူလူဦးရေ9830ဦးပြုတ်ဆုံးသူလူဦးရေ210ဦး ကင်းနေဆေးလူဦးရေ653ဦးဖြစ်တယ်လို့သိရှိရပါတယ်။တတူဝနေပါတယ်စိတ်မကောင်းပါဘူး။နောက်တရင် April လောက်နေ့ရက်နေ့တွေ AWD တိုင်းပတင်ကရိုင်ပတင်မြောက်အမတ်လေးရက်ကွက်ကစင်ပီလျန်တေကူခန်းစီမှာငလင်ဘေးအတွက်အလှူခံတဲ့ပရိဟိတလူငယ်တွေအဖမ်းခံထားရတယ်လို့ဒေတာခန်တွေစီကသိရှိရပါတယ်။ပတင်ဒေတာခန်တယောက်ကငလင်ဘေးအတွက်တေကူခန်းစီမှာအလှူခံနေတော့အဖမ်းခံရတာမှန်တယ်။ ရိုင်မှုကလာခိုသွားပြီးနောက်စကားစတကဖန်လိုက်တာသူတို့တိတ်ခုခန်းရှိအလှခန္ဓာကြောင့်ဆိုပြီးတိုင်လုံးဖန်တာလို့ပြောဆိုထားပါတယ်။ငလင်ဘေးအတွက်အလှခန္ဓာတဲ့အယတပရဟိတလူငယ်စီရောက်အပန်းခံထရပြီးဘေကူဖန်ခိုသွားတယ်ဆိုတာမတိရသေးတယ်လို့အပရစီယနဲ့အတီပြန်လွတ်သေးဘူးလို့ဆိုပါတယ်။ကျွန်တော်မြန်မာပြည်ကလည်းလူပါဝါတဲ့လူကတကယ့်ကိုလူပါဝါတယ်။အခုပတိမြောက်ကစင်ပီလျံတိတ်ခုခန်းပန်းစင်တွေကိုလည်းတတိပေးဖို့လူတယ်။ လူမဆန်ကြဘူးတချို့တထဲတွင်ဖက်ဆန်ချီလို့လူပါဝနေကြတာပြောရမယ်ဆိုရင်တော့လူစိတ်မရှိပဲခွေးစိတ်လိုရှိနေကြတာဒရိဆန်စိတ်လိုရှိနေကြတာဒီလိုမျိုးလူတွေကို warning တွေပေးရမယ်နောက်တည်းအိန္ဒိယနိုင်ငံသားများအနေဖြင့်စစ်ကောင်စီ၏ခွင့်ပြုချက်မရှိပဲမြန်မာနိုင်ငံရှိသတင်းမီဒီယာများအားသတင်းပေးပို့ခြင်းကိုရှောင်ကြည်တင်ကြောင်းအပရကွန်နေရနေတွေမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံတွေကေဆေးရေလောက်အပ်ပေးလာသူအိန္ဒိယနိုင်ငံသားတအူးဒီ လွန်ခဲ့သောရက်ခန့်ကစစ်ကောင်စီ၏ကေဆေရဲလုံငန်းစင်များကင်တွေပုံကိုဝေဖန်ရေးသားကလူမှုကွေရက်ပေါ်တင်ခဲ့သည့်အတွက်၎င်းကိုရည်ရွယ်ကအိန္ဒိယတန်ကျုံအနေဖြင့်ထောက်ပြခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်။မကောင်းတာကိုမကောင်းဘူးလို့ပြောတာပါပြရှိလို့လေကွာ။အိန္ဒိယအစိုးရလည်းလူလေတွေစစ်ကောင်စီဖက်မှရက်တလူလူဒေါ်လာရေးဖက်မှရက်တလူလူဒီကောင်တွေလည်းနှစ်ဖက်ချွန်းမအလာကိုကြောက်နေကြတာခွေးမျိုးတွေနောက်တည် ဧပြီလ၁ရက်နေ့မှ၁ရက်နေ့အထိရခိုင်ပြည်မောင်းတိုမြို့နယ်မြို့ပိုင်းတွင်စီးရဲအတွင်အာစာအကြံဖက်အဖွဲ့ဝင်၄၀ကျော်ကိုအာကန်တက်တော် AA ကရှင်းလင်းနိုင်ခဲ့ပြီး၁၀ကျော်ကိုဖမ်းဆီးရမိထားကြောင်းသတင်းရမိထမှသိရှိရပါသည်။ရခိုင်ပြည်နယ်မှာ AA ကိုဒုက္ခပေးနေတဲ့အာစာအဖွဲ့ချင်းပြည်နယ်မှာတော်လိုင်းရဲတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့ ZRA အာစာလက်စစ်ခွဲတုတ်တိုင်း ZRA လက်စစ်ခွဲတုတ်တိုင်းစစ်ခွဲတွေကလည်းနဲ့တွေကိုထုတ်ပေးတာ gong late the day not the day အနာတင်းဒုခွေခေါင်ဆောင်ဆူဝင်းဤငက်လင်တင်ခေတောပကူတိုင်တောတောခေတောကီစင်တွေနန်တောဥဖယာယင်ပင်ပိုပနက်စီတခေဒီကိုတမနောကွယ်ရေးဦးစီ6ယုံဤတရားဝင် website ကပချက်ဖြစ်ပေါ်ပြလိုက်ကြအောင်သိရှိရပါတယ်ခွေဆူဝင်းကအပရကွန်ရက်နေ့မှာတောင်ငူမြောက်တောက်ရောက်ရှိစဉ်နန်တောဥဖယာယင်ပင်ပိုပနက်မချွပေးနဲ့သူ့အဖွဲ့တွေနဲ့တက်ရောက်ခဲ့တယ်လို့သိရှိရပါတယ် အဲ့ဒီတရင်ကိုစစ်ခွဲလို့ပြီးတချို့တွေကပုံကွေထားပေမဲ့မာလာထောက်ခံသူတွေက website မှာရေးသားထားတာဖြစ်ပါတယ်။ဒီတရင်နဲ့မြင်ပြောရမယ်ဆိုရင်တော့ခွေးဆူဝင်းနဲ့ခွေးငဒူးလှိုင်းမတည့်ကြတာကိုတွေ့ရှိရပါတယ်။ April လကူရနေ့ရမနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ခေတ္တဆိုတော့ကျွန်တော်တို့ပထမဆုံး KIAC မှာလင်းဝင်တဲ့တက်သားလေးတွေတစ်ချက်လောက် interview ချူကြရအောင်။တက်ကလည်းပြောတာပါမင်းတို့မင်းတို့မင်းတို့ early win တက်ပြင်မှာဟုတ်လို့လေလီတက်မှာလေလီတက်မှာဆိုတော့ကျွန်တော်တို့တက်လည်းမထူးတော့ဝါတန် WC အဲ့တော့သူတို့အဲ့လိုကြီးမလုံးအောင်မဟုတ်ဘူး။ တို့သဘောကောင်းရအောင်ကျွန်တော်ဝင်ချလာစနေရောက်ကျွန်တော်တို့ဘက်ကျွန်တော်ဝင်စနေရောက်ခေါ်လာပါတယ်ကျွန်တော်ဘုန်းကျွန်တော်အလင်းဝင်လာကျွန်တော်တို့အတွက်တခုအားတရကျွန်တော်တို့အတွက်မတည်တော့ဘူးကျွန်တော်တို့အတွက်မတည်တော့ဘူးဟောကျွန်တော်တို့အတွက်အခုတော့ကျွန်တော်စိတ်ချတယ်ကြာအဲ့မှာဒီဘက်လူတွေထားပါတယ်မျိုးကိုတွေထားတယ်အလင်းဝင်ထားတယ်လက်နက်ကအမေ1အမေ2အမေ3အမေ4အကုန်ပါပါတယ်อืมအကြီးကြောက်တင်းနဲ့ဘုံကြီးလက်ပြဘုံနင်းမိုင်းအကုန်ပါပါတယ်ကျွန်တော်မိသားစုတွေကိုကျန်းမာမှာရှိပါတယ်လို့ကျွန်တော်ဘာဝင်စနေရောက်လဲကျန်းမာမှာရှိတယ်ပေါ့ ်ရွက်ကလည်းကောင်းပါတယ်ပေါ့စားလုံးညီကိုလိုကပေါင်းမှာပေါင်းပါတယ်ပေါ့ညီကိုလိုအဲ့ဒါပြောကြတယ်။ဦးကြီးကတော့စပြောတဲ့ကဘယ်လိုပြောလဲဆိုမင်းတို့နှစ်နှစ်ပဲထမ်းဆောင်အောင်ပါနှစ်နှစ်ပြီးထွက်အောင်ခြေတမ်းမထွက်အောင်တရင်ပါပဲနေရမယ်။အဲ့တော့လာလာ၆သိန်းရတယ်ခုနှစ်သိန်းရတယ်ရှော့ပြောနေ။အားမရဘူး။ကျွန်တော်တို့ကဘာလို့ကပြင်းဆော့ရတယ်တိုက်ပွဲမဖြစ်ခင်မှာတော့ပြင်းဆော့ရတယ်ဖရိတ်လိုရတယ်။ပြင်းဆော့ရတယ်ဖရိတ်လိုရတယ်ဒါပဲကျွန်တော်လိုရတယ်။ဟိုပြောမလို့ပုံကြီးနေပေါ့ဆက်သွေးမြောင်းနေတူးရတယ် နောက်ပိုင်းကျတော့ကျွန်တော်မနေနိုင်တော့မနေနိုင်တော့ကျွန်တော်အလင်းဝင်မဲ့ဆိုပြီးကျွန်တော်ပြောတယ်အလင်းဝင်မဲ့ပြီးပြောကျွန်တော်ထွက်တယ်ထွက်တော့ကျွန်တော်တို့အဲ့ဟိုမပြောတော့လေးရမပြောတော့လေးကြတော့ကျွန်တော်ရေပါအဲ့လိုပဲခုနကပြောရေတောက်တယ်ရေပါတောက်ပြီးတော့ကျွန်တော်အလန်းလူပြီးတော့အတန်ကြာတော့ကျွန်တော်လှမ်းအော်တယ်ကိုကြီးကကျွန်တော်တို့အလင်းဝင်ကျွန်တော်တို့လာဖမ်းပါလိကျွန်တော်လှမ်းအော်တယ်အဲ့ဒီမျိုးကြောင့်ဂျိုးကနေပြီးတော့ဟိုအတန်ကြာတော့ကျွန်တော်ယူလာရင်းနဲ့အားတယ်သူကနေပြီးတော့ကျွန်တော်တို့ပုံနေနေအောင်ပြေးသွားပြေးသွားအားနဲ့ကျွန်တော်က ဒါလလာရင်မင်းတို့မပြစ်ဘူးရဲ့မင်းတို့တနက်တွေကယူဘွားကြီးရဲ့မင်းတို့ဘယ်နှစ်ယောက်လဲရဲ့လူကျွန်တော်နှစ်ယောက်တယ်လို့အာနေကျွန်တော်ဝူတာဖြစ်လို့အလင်းလာဝင်တာလို့ကိုကြီးပြစ်လို့ကျွန်တော်ပုံနေတာလို့အဲ့လိုပြောတယ်ကျွန်တော်ပြောအားကြောင့်လာလာမင်းတို့ဘာမှမလုပ်ဘူးရဲ့အာရောက်ဖိုက်လာလာဆိုကျွန်တော်တို့ခေါ်ရတယ်အပြီးလဲပြီးတော့ကောက်ကန်ငယ်ကြီးရှေ့တန်းကောက်ဖို့လိုက်ရောတိုင်းမှာဝါလောက်ပဲနေလိုက်ရတလားကြော်တော်လောက်လေးပဲနေလိုက်ရကျွန်တော်တော့အချင်းချင်းပြန်တိုက်တာတော့အားမပေးချင်ဘူးမန်တိုင်းပြောတာဟိုကိုအချင်းချင်းဒီတနိုင်ငံသားချင်းချင်းပြန်တိုက်တာတော့အားမပေးချင်ဘူး ဟိုကြီးနိုင်ငံချင်းစနေကြီးလာအမပေးခြင်းဟိုဘောမြက်ဘုံမြက်ဘုံမြက်ထဲမှာပဲတညာအိတ်လိုက်ရတဲ့ချင်းလေးကြိုက်အဲအိတ်ပြီးအငါးရက်မြောက်တဲ့နေ့မှာအဖမ်းခံအဲဆနေနေ့ဆနေနေ့ရောက်ကျွန်တော်အဖမ်းခံလိုက်အချင်းချင်းတိုက်တာကိုဘသူကြိုက်မှာလဲငီးလေးရဲ့အာနာရှင်ကမကောင်းလို့မကြိုက်ရင်လည်းကြိုက်ရင်လည်းတိုက်ရမှာပေါ့ငီးလေးဒီလိုမျိုး interview တွေကိုပါဖြစ်လို့ကျွန်တော်ခဏခဏကြည့်တာလဲဆိုတော့သူတို့မိသားစုတွေကလည်းဒီ video ကို message ချင်းလို့ပြီးလို့ဆိုရင်အလေးမဝင်သေးတဲ့စစ်ခွေးတွေငပြိုတွေလည်းအလေးဝင်ချင်အောင်ပြပြရပြပါတယ် ကေဒါဆွင်းတော့နောက်ဗီဒီယိုဘူချီနေမျိုးရင်ပြောသွားရစကားကိုချက်လို့လာစင်ကြအောင်အင်းတော်မျိုးသတင်းတွေတက်လာတယ်ဒါသတင်းတက်လာလို့ပဲကျွန်တော်ပြောတာပါအင်းတော်မျိုးနောက်တစ်ခါဒီဂျောင်ဂျိုးစခန်းစတာဒီပေါ့နောက်လျှောက်ကျွန်တော်တို့တွန်လိုင်းအင်အားစုကြီးတွေကတစ်ခုပြီးတစ်ခုစခန်းတစ်စခန်းတစ်မျိုးတစ်မျိုးတိုက်ခိုက်သိမ်းပိုက်နိုင်ယူလာခဲ့တယ်ဆိုတော့အခြေအနေတွေဟာပြည်သူတိုင်းသားတွေရဲ့မလျှော်သောဇွဲလွန်းလာနဲ့ရုန်းကန်မှုနဲ့ဒီအာဏာရှင်စနစ်အမြင့်ပြတ်နိုင်မှာဖြိုချနိုင်မှာငါတို့အနာဂတ်လွတ်လပ်ခွင့်မှန်မှန်ကန်ကန်ရမှာဖြစ်တယ်ဆိုတော့ပြင်းပြတဲ့ ရီမန်းချက်တွေကြောင့်ကျွန်တော်တို့ရရှိလာတာဖြစ်တယ်အိမီဂျင်းနိုင်ငံတွေကောင်းလို့မဟုတ်ဘူးကမ္ဘာအင်အားကြီးနိုင်ငံတွေကိုယ်တိုင်နောက်ခံပေးထားတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြီးကိုကျွန်တော်တို့တိုင်းရင်းသားအားလုံးရဲ့စူးစီးညီညွတ်မှုနောက်ပေးဆက်ဆွံ့လို့မှုကျွန်တော်တို့နားပဝင်ခြင်းဆိုရင်ရဲတိုင်းရဲဘော်တွေကြပါတယ်တကယ်ကိုပဲအသက်ငယ်ရွယ်နှုပြိုထက်မြက်တော်စိတ်ထားကောင်းရဲဘော်တွေတရားဥပဒေကြောက်ကြပါတယ်ဖက်စစ်အကြမ်းဖက်စနစ်ကအာဏာရှင်စစ်တပ်ကရုပ်နဲ့ရုရှားနဲ့ထောက်ပံ့ပေးထားတဲ့ဖျားပြင်းဗိုလ်ကြီးနဲ့ကျဲတပ်ဖြတ် ဒါတော့မှရောက်အောင်ကျွန်တော်တို့မလျှော့တော့ဇွဲနဲ့ရောက်အောင်တောက်ခံယုံခံတိုက်ခိုက်စန့်ကျင်တဖြည်းဖြည်းနဲ့ကျွန်တော်ဒီမျိုးဒီမျိုးသိမ်းပက်လာတာအခုဆိုရင်ရှင်းပြနေဆိုရင်အာဒီနေ့တက်ရတဲ့သတင်းတွေအရဟာခါကိုပတ်ဝိုင်းနေတဲ့ဖလန်းမျိုးထိရတယ်လို့ကျွန်တော်တို့ဖတ်ရပါတယ်သတင်းရခိုင်အရခတ်တပ်တော်ဆိုလဲရခိုင်ပြည်ပြည်တစ်ခုလုံးနှီးပါကို site တွေနဲ့ကြောက်ဖြူအမအပအသိမ်းပိတ်ထားနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်ကချင်ပြည်နယ်မှာဆိုလဲပဲအခုအင်းတော်နှစ်ပါးထိကဲကတိုက်ခိုက်သိမ်းပိတ်နိုင်တဲ့အနေအထားတွေကိုကျွန်တော်တွေ့ရပါလိမ့်မယ် ကျွန်တော်တို့ရှိရနေရဆိုလိုက်ကော်နဲ့တချို့သောမြို့အနေငယ်မှတပါးလုံလင်းတက်ဖွဲ့အားလုံးကတိုင်းပတ်ထိန်းချုပ်ထားပြီးအခြေအနေဖြစ်ပါတယ်ဆိုတော့မင်းအောင်လိုင်းအနေနဲ့အခုဆိုရင်သူ့ရဲ့အုတ်ချွေးရန်နေရာကြီးလဲပြိုလဲပျက်စီးနေပြီဆက်သွယ်ရေးကြီးပြိုလဲပျက်စီးနေပြီသူ့ရဲ့ရုံးစာနာအဆောက်အုံကိုပြန်လဲတိဆောက်ဖို့တွေမြဲအ ਨੇ ဆုံးဒေါ်လာဘီလီယံနဲ့ချီကုန်ကြမှာဖြစ်တယ်ဘာလို့ဆိုတော့အဆောက်အုံပေါင်း3000ကျော်ရုံးဌာနအဆောက်အုံပေါင်း3000ကျော်ရှိတယ်3000ကျော်လုံးပျက်စီးတယ်နော်ရုံးရုံးခန်း 今年就变细了，是啦。去年说少，现在都苦苦，没有够赚来的。啊，今年变细了，是啦。我苗变尖了，偏一点。比如，那边罗的啊，一个地就啊的，比如的左右一个地边，今年今年啊片苗烂的，那边罗下今年破破，那都得啥病嘛？偏一点，你看，比如，去年说的那边嘛，特别是桂林的，去年说那边说来种植短毛九三年了，你看嘛，这条路那边啊，种了一的嘛，你看，八路的确嘛，工作困难的有感受比较，所以能愿意。 လူလူအားလုံး노ကြာတက်ကြောက်စံနဲ့ပေါဝင်လာမယ့်အရေးတွေကိုမဆောင်ရွက်နိုင်ရမှာလေဟုတ်ဆောင်ရွက်နိုင်ရမှာလေဒီဘက်ကလည်းတန်တမန်ရေးရအခုဆိုလို့ရှိရင်အမေရိကန်ကထိုင်းကိုလေဘင်းညစ်တာစကွစ်လုပ်တာမင်းတို့ဒီအရေးရဒီအားအရှိတော့အားရှာအာဒီဒီမှာရှိတဲ့အီလို specific strategy ကငါတို့ရဲ့လိုလားကြည့်ရတာအခုဆိုဖိလစ်ပိုင်ငါတို့ F16 တိုက်လေရင်အစင်းဘလောက်ကိုရောင်းချပေးမယ်ဖိလစ်ပိုင်နဲ့ထိုင်းဝမ်နဲ့ကိုစစ်လက်နက်ပစ္စည်းတွေနဲ့မျှကြီးပေးထားပြီးတော့တရုတ်ကဒီတောင်တရုတ်ပင်လယ်ကြီးကနဲ့ဆပြီးတော့ဒီအရှိတော့အားရှာတခွင်မှာဩဇာဖြန့်ကျက်လာမှုအခြေအနေကို ဟန်ချက်ညီထိန်းချုပ်နိုင်ဖို့ငါတို့လိုလားနေလိုလားချိန်မှာမင်းတို့ထိုင်းဆိုရဘာလုပ်ပေးပါစသဖြင့်တို့တောင်းဆိုအစင်းသက်ရှိနေတဲ့ချိန်မှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကနိုင်ငံခြားဆက်ဆံရေးနဲ့နိုင်ငံခြားဒီနီးပြွာတွေတန်တမန်နီးပြွာတွေအသုံးပြုပြီးတော့မိမိလိုလားချက်ကိုအမေရိကန်ဆိုရတစ်ဆင့်တော်လကောင်းဒီလက်ရှိအိန္ဒိယနိုင်ငံတွေပေါ်မှာအားတစုံတရာပေးနိုင်တဲ့ဂျပန်ဩစတြေးလျစတဲ့အစိုးရတွေတစ်ဆင့်တော်လကောင်းအရှိတီမောအစိုးရအဆင့်တစ်ဆင့်တော်လကောင်းဘင်္ဂလားဒေ့ရှ်ကအခုချိန်မှာနာမည်ကောင်းရဖို့ကြိုးစားနေတဲ့ဂျာပြအစိုးရတစ်ဆင့်တော်လကောင်း ကျွန်တော်တို့ရဲ့လက်ရှိငူးတော်လိုင်းရဲ့တဲတဲလေးပဲကျွန်တော်လည်းအောင်မှတ်ရအောင်ရဲ့ရဲ့လေးပဲကျွန်တော်လည်းဖက်စစ်စနစ်အပြီးတိုင်းပြိုကျသွားအောင်ဖက်စစ်စနစ်ဆက်လက်ပြီးအသက်ရှင်ဖို့နှီးပေါင်းစုံနဲ့ကြိုးစားလာနိုင်ရင်ရှိတဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ရဲ့အားသာချက်ဖြင့်အသုံးပြုပြီးမင်းအွန်လိုင်းတို့အားနည်းချက်တွေဖြင့်ပြိုကျပစ္စည်းသွားအောင်ကျွန်တော်တို့အားလုံးချိန်ကိုက်ဆောင်ရွက်နိုင်ဖို့လိုတယ်လို့ကျွန်တော်အနေနဲ့အသုံးသုံးသပ်တင်ပြပါတယ်အဲ့တော့မင်းအောင်အစီအကျန့်ဖက်အနေနဲ့သူတို့ရဲ့ institution ဟာ290နှီးပေါင်းစုံနဲ့တက်ဆိုးရှေအောင်ကြိုးစားလာနိုင်ခဲ့တယ် ွေးကြုံရှိတယ်ဆိုတာကိုမမေ့မလျော့ပဲကျွန်တော်တို့ပြည်သူတိုင်းသားအားလုံးဟာပုံမူဇွဲရှိရမယ်ပုံမူပေးဆက်စွန့်လွှတ်ကြရလိမ့်မယ်ပုံမူရင့်ကျက်ကြရလိမ့်မယ်ပုံမူစည်းလုံးကြရလိမ့်မယ်လွန်ခဲ့တဲ့290ကာလအတော်တွေဖြတ်တန်းခဲ့တဲ့ဒေါ်လာရေးဒီတမအစင်ဆက်တွေးကြုံခဲ့တဲ့အကောင်းကြီးတွေကအကောင်းဆုံးကိုသင်ဝင်ကယူပြီးအစိုးရတွေကအမြန်ဆုံးရှောင်ရှားဖဲကျင်နိုင်တဲ့ဆွမ်းရည်ကျွန်တော်တို့ရှိကြပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့အားလုံးဟာပြည်သူနောက်လာမယ့်မျိုးဆက်တွေရဲ့မျက်နှာမှုပြီးတော့ တို့ကောင်းကျိုးအတွက်ကိုပဲကျွန်တော်တို့ရဲ့အတ္တတွေကျွန်တော်တို့ရဲ့မာနတွေကျွန်တော်တို့ရဲ့ရမက်တွေကိုဖြေလျှော့နိုင်စွမ်းရှိရလိမ့်မယ်လို့ကျွန်တော်တို့တိုင်းပြည်ကိုချစ်တဲ့ပြည်သူများအားလုံးကိုနှိုးဆော်ပန်းချရင်ဖက်စစ်အကြမ်းဖက်လက်ပါစီအောက်မှာရသလောက်အခွင့်အရေးရှာမယ်ဆိုပြီးဘက်တစ်ဘက်ထဲကိုရက်ခဲ့ဘူးတဲ့လူတွေအားလုံးကိုလည်းတဘာဝကြီးကဒဏ်ခတ်လာတာကိုအကောင်းဆုံးတံတွေကယူပြီးကျွန်တော်နိုင်ငံကောင်းဖို့အမြင်မှန်အမှန်မြင်မှာပြီးတော့တံတွေကယူပြီးစင်ကျင်မှာကျွန်တော်တို့မနေ့ပြန်မှာလူဆက်လုတ်ချင်သေးတယ်ဆိုရင်ခုချိန်ရစပြီးအမှန်နဲ့တရားအတွက် နိုင်ငံတော်နိုင်ငံသားတွေနော်နောင်လာနောက်သားတွေကောင်းစားရေးအတွက်ငါတို့ဘာလုပ်သင့်ပြီးဘာလုပ်ခဲ့တဲ့တကြောင်ဘာဖြစ်နေပြီဆိုတော့ဆုံးဖြတ်ချက်တွေတုံးသက်ချက်တွေချပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလို့ဆိုလိုက်ပါတယ်ကျွန်တော်ထင်ပေါ့နော် April ကုန်ရင်တော့တိတ်ပွဲရတော့ပြီးတော့မယ်ကျွန်တော်ထင်ပါတယ်အခုအချိန်မှာကျွန်တော်တို့ရဲ့အခွင့်အလမ်းအကောင်းဆုံးပဲဒီစစ်ခွေးတွေရဲ့အဆောက်အဦတွေကိုပင်ဖို့အတွက်တစ်နှစ်နှစ်နှစ်အနည်းဆုံးကြောက်မှာအဲ့ဒီချိန်မှာကျွန်တော်တို့ကခွင့်ကောင်းယူပြီးမှကြာရပါ ဟဲပရလကွန်ရင်တော့တရင်ကောင်းတွေမြတ်ကြည့်လာမယ်လို့ကျွန်တော်ထင်ပါတယ်။တုံရဲ့ချင်းတွေလည်းမျှော်လင့်ကြပါ။ကေတာဆွင်တော်တော့ဗီဒီယိုလိုင်းပေါ်ကခဏခဏဟောင်းနေတဲ့စစ်မှုထမ်းဆောင်ဘူးတို့ပြောသွားတဲ့စကားကိုချက်လောက်နားဆင်ကြည့်အောင်။မင်္ဂလာပါ။တုံနာမယ်ဦးသွဲပါ။ PDF ကြီးထောက်ဖို့ဒီတပုံနေဟုတ်လား။ငါရဲ့မန့်နဲ့မှဝင်လာပြီးတော့အဖိုးကြီးလာခဲ့ကြမှလို့ပြောတယ်။မင်းတို့တတိထား။ချွတ်တော့လို့မရဘူး။မင်းတို့ကြီးကိုဘယ်နေ့ရောက်မယ်တော့မသိဘူး။ဒါပေမဲ့ငါတို့တွေကစစ်တပ်ထဲမှာ ရှစ်တိုက်ခဲတော့လည်းရွေချက်မရှိခဲ့ဘယ်နေ့ဒီမှာလဲစိတ်ဝင်စားဒီလိုပဲတိုက်ရင်ခိုင်ရင်တည်သွားတဲ့တငယ်ချင်းတွေလည်းများရည်နော်အဲ့တော့ငါတို့ကတနတ်ထမ်းပြီးလမ်းလျှောက်နေရတော့တိတ်ပြင်းတဲ့ကောင်တိုက်ပွဲရှိမှပျော်တာတိုက်ပွဲပျော်တဲ့စစ်သားကြီးတွေပေါ့အဲ့တော့မင်းတို့ကဖိတ်ခေါ်နေဟုတ်လားခိုးကြီးရခိုင်လာခဲ့တော့ချမ်းမြောက်လာခဲ့တော့လာခဲ့မယ်လာခဲ့မယ်မကြဘူးနော်တတိတော်ထားပါငါတို့ကတော့ရောက်ပြီဆိုရင်တော့စစ်ဦးဘလူးပေါ့ လုပ်ချင်တာအကုန်လုံးပဲပါတယ်နော်အဲ့တော့ဘာပဲပြောပြောတမတော်ကြီးမှာတာဝန်ထမ်းဆောင်နေတဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့နောင်တော်တွေညီတော်တွေညီငယ်လေးတွေပေါ့ကွာလေးစားပါလေနော်ယောက်ျားတဲ့မှာမှာစစ်သားဆိုတာလူတိုင်းမဖြစ်နိုင်ဘူးစစ်ဦးဘလူးမိုက်တယ်နော်တိတ်ပွေရှိမှပြောတာတဲ့တမတော်ကိုလူတိုင်းကမလောက်နိုင်ဘူးတဲ့ ုတ်တယ်တခြားနိုင်ငံမှာတော့ဖြစ်တယ်မြန်မာနိုင်ငံမှာဆိုရင်တော့ခွေးတော်မှစစ်တပ်မလို့ချင်ဘူးတိလာဘူးတော့ဘူးတော်တွေရှော့ထွက်လို့မရဘူးတတိထချက်ဒါတော့ဟာတနေနဲ့ကြည်တာပါကွာเนาะအာချောင်းတာတကားတည်းတော့ကြည်ကောင်းတယ်เนาะဘူးတော်တွေကေဒါဆိုရင်တော့ no video မြုပ်ကလေးရဲ့ကြေကွေးတန်တစ်ချက်လုံးလာစင်ကြည့်အောင်ဒီငလင်ပေးကြောင်းငလင်ပေးကြောင်းပေါ့ဗျာကျွန်တော်တို့ဒီအပြည့်ရတဲ့ပေါ့တမလို့တော့ဒီကဘာတိအင်းကဘာတိထုတ်ပြလိုက်တယ်ပေါ့ထုတ်ပြလိုက်တယ် အဲ့ထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်တူကြောအုပ်စုလည်းသူတို့လည်းအပြည့်ရတယ်ပေါ့ပြဿနာတွေသူတို့ကလည်းကာရိုမီလိုက်ထုတ်ကြတယ်ပေါ့အဲ့တော့တကယ်အပြည့်ရမှုကိုတကယ်ကောကျွန်တော်ဒီလက်နက်ကိုင်အဖွဲ့တွေကတကယ်ကောသူတို့တွေကျင့်သုံးခဲ့ရလားတကယ်ကောလိုက်နာကြရလားဒါတော့ကျွန်တော်မေးကြပါအဲ့တော့ဒီကာလမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်အချက်လက်ချုပ်တွေရှိပါတယ်ကာရိုကြီး KNU အဖွဲ့တွေကကျွန်တော်တို့ယထားယထားလမ်းပိုင်းမှာကျွန်တော်မိုင်းခွဲတာတွေမိုင်းခွဲတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့တစ်ဖက်မှာလည်းတို့ရောပစ်တွေပြနေကြဒီ task ကနေဝင်တိုက်တာတွေ ကိုထိုက်တာလေလောက်ပါလေနောက်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးအင်းတော်ပြီးကျွန်တော်ချင်းမိတဲ့ဖလန်းဒိတ်ပိပြီးလောက်ပြောဖလန်းနဲ့အင်းတော်ကိုအချက်ဖတ်သမားတွေကအလုံးကြီးနဲ့တိုက်ပါလေဒိတ်အလုံးကြီးနဲ့ကိုတိုက်ပါလေအဓိကကစစ်တိုက်ကတော့နိုင်မို့တိုက်ကြတာပါပဲသို့တော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်တယ်ထုတ်ပြန်ခဲ့ပါလေတပ်မတော်နောက်တပ်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းသူတို့လည်းထုတ်ပြန်ပါလေအဲ့တော့သူတို့လည်းအပြည့်ရကြအောင်ပေါ့တကယ်ကိုအပြည့်ရကြရည်လားအဲ့တော့တပ်မတော်ကအပြည့်ရကြအောင်ဘယ်လောက်ပဲထုတ်ပြန်ပြန်ဒီ တက်မတော်ကလိုက်နာတော့လဲပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲတွေကလိုက်နာခြင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ကဒီအပြည့်ရဲ့နဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာထို့တော်လည်းပဲကျွန်တော်တို့ဒီတာဒီတက်သေးတခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်တော်ကိုအကြပ်ပါသမားတွေကအင်အားလုံးတွေတိုက်တယ်အင်အားလုံးတွေတိုက်တယ်တော့အကြပ်ပါသမားတွေထုတ်ပြန်ကြမှာတော့တို့ကဒီအင်တော်မျိုးကိုတို့ရသွားပြီဆိုပြီးတော့တို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်ဂျပန်လိုင်းကိုပုံတွေပြတယ်ပြီးတော့တို့ရရှိတဲ့ဒီလက်နက်လုံးချင်းလက်နက်ငယ်တွေပေါ့ဗျာဒါတွေတို့ပြတာတွေ့ရတယ်ပြတွေ့ရတယ် ဲ့တော့ဒါကတော့အဲ့လိုဖြစ်တယ်ပေါ့ဗျာဒီပုံမှာတော့ကျွန်တော်အများကြီးမပြောချင်တော့ပါဘူးအားလုံးလည်းအားလုံးကျွန်တော်ဆက်ကြည့်ရမယ်နေတော့ပါဗျာဒေးတိုင်းနဲ့မိနစ်၄၀အချိန်မှာတက်မလို့ကအင်းတော်မှာရှိရဲ့ဒီဂျပန်ကိုဂျပန်ကိုပေါ့ဗျာဂျပန်ကိုတက်ကဘုံကျဲတယ်ပြီးကျွန်တော်၄၄၃မှာတစ်ချိန်ဘုံကျဲတယ်နှစ်ချိန်ဘုံကျဲတယ်ဘုံကျဲရတဲ့အကြောင်းရင်းကဒီကနေ့ညနေပိုင်းမှာကျွန်တော်တို့ဒီ APSG ရဲ့ခေါင်းဆောင်ခေါင်းဆောင်ပိုင်းနေအဲ့ဒီကိုလာတယ်လာပြီးတော့အပွဲခံတယ်ပေါ့တက်ဖို့ရမယ်ပေါ့ပြီးကျွန်တော်ရီမွန်လာပါတယ်ပြီးကျွန်တော် KI ရဲ့ KI ရဲ့ကျွန်တော်အင်းတော်ရဲ့ဒီစီးတောင်ငန်းတွေလာတယ် KI ရဲ့ခေါင်းဆောင်ပိုင်းလာတယ် ပြီးရင်ကျွန်တော် PDF ခေါင်းဆောင်ပိုင်းလေးလာတယ်။လာတဲ့အချိန်မှာဒီစစ်စရောအုပ်စုတွေကျွန်တော်တို့ဒါဓာတ်ပုံရိုက်မဲ့သူလူစုနေတဲ့အချိန်မှာတက်ကနေဘုံကျဲလိုက်တယ်လို့တော့ကျွန်တော်သိရတယ်။သိရတယ်ပေါ့ဗျာ။အဲ့တော့ဒီဒီတက်မတော်ရဲ့ဘုံကျဲမှုတွေမှာရင်းမွန်ပါသွားပြီလား။ပြီးကျွန်တော်အကြပ်သမားနဲ့ခေါင်းဆောင်ပိုင်းပါသွားပြီလားကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီအင်းတော်နဲ့ပတ်သက်ရင်တော့စိတ်ဝင်စားစရာကဒီစစ်စရောအုပ်စုတွေက အဲဂုံးမှာသူတို့ဓာတ်ပုံရိုက်ခံပဲအချိန်မှာဓာတ်ပုံရိုက်ခံပဲအချိန်မှာတပ်မတော်ကတော့ဒီလေချောင်းနဲ့ပြင်းပြထန်ထန်ဖုန်းကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်။ရင်းမှုသေလားမသေလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။စိတ်ကိုရှင်တွေကောင်းနေတော့ရင်းမှုတင်းလဲကျွန်တော်တို့ဆက်တိတ်မှာပဲ။ဟမ်ရင်းမှုကိုမင်းတို့ဘာဖြစ်လို့ကြောက်နေတာလဲ။မကြောက်နဲ့မြုပ်ကလေးဟုတ်ပြီနော်။အဆူလိုက်အပြုံလိုက်နဲ့ဖလမ်နဲ့အင်းတို့ကိုတိတ်တယ်တဲ့။ PDF တွေတော်လှန်ရေးရေးပို့တွေအကုန်လုံးတေကုန်ကြပြီဆိုမင်းရဲ့ရင်ပြုတ်ဖူးတယ်မဟုတ်လား။ အခုတော့အဆုလိုက်ပြောင်းလိုက်လာပြီပေါ့တက်မတော်ကသက်စာရှိပြီးမှတိုင်းဒါလက်နဲ့ဂိုင်တွေဖြစ်တဲ့တွေကသက်စာမရှိဘူးလို့ပြောချင်တာမြို့ကလေးပြောပြမယ်မှန်ရှိမှသွားပြီးမှကျွန်တော်ကမြို့နဲ့တူလားဆိုတာကို ပထမဆုံးသွားကြည့်ဒုတိယမှာမင်းအမင်းရဲ့ပင်ကိုသွားကြည့်မြို့ဖြစ်နေတူလားဆိုတာကိုကြည့်ကြည့်ပြီးမှမြို့ဖြစ်နေတူတယ်ဆိုရင်တော့မင်းလည်းမြို့ကလေးမျက်နှာနဲ့တူတယ်ဆိုရင်တော့စစ်တက်ကပထမဆုံးသက်စာဖောက်တာလား တိုင်းတလနဲ့ကင်တွေကပထမဆုံးတက်စာဖောက်တာလားဆိုတော့ကိုမြင်တည်သွားမှာရိုင်းနေဆိုရင်လည်းမတက်နိုင်ဘူးဟုတ်ကဲ့ပါတော့ငချင်းတော်ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time